။မီးပြလုံဆွေးနဲ့ပြဿနာတက်ပြီးအတင်းကထွက်ဖို့ရှိနေတဲ့ပင်နီစီယာစပိန်ထိပ်တန်းကလပ်ရီယယ်မဒရစ်တင်းရဲ့ဘရာဇီးလရွေးစဉ်ကျယ်ပွင့်ကစားမဘရင်ဆီယာဂျူနီယာကအတင်းရဲ့နီယာချုပ်ဇာပင်းလုံဆွေးနဲ့ပွဲတွင်းစိတ်ဆိုးတောတာထွက်ခဲ့တဲ့ဖြစ်ရပ်တစ်ခုကြောင့်အတင်းကနေထွက်ခွာဖို့လာလာမြင့်တက်လာခဲ့ပါတယ်။ဒီလိုချင်းနေမျိုးဖြစ်လာတာကဘင်နီစီယာလိုထိပ်တန်းကစားမတို့အူကိုခေါ်ယူလို့တဲ့ပရီးမီယာလိထိပ်သီးကလပ်တွေအတွက်တော့ပြောင်းရွှေ့ဈေးကွက်မှာကြီးမားတဲ့ခွင့်ရတစ်ခုဖြစ်လာခဲ့ပါတယ်။အသက်၃၅နှစ်ပြည့်ဗီနီစီယားနဲ့နီဗီယာလိုဆိုတို့ဂျာကပြဿနာကလက်တော်ကစားခဲ့တဲ့ပြိုင်ဘက်ဘာစီလိုနာအသင်းကိုရီယယ်ကနိုင်ရရှိခဲ့တဲ့အက်ကလစီကိုပွဲစဉ်တွင်မှာထုတ်ထည့်ရောက်ရှိခဲ့ပါတယ် ပွဲရဲ့ဒုတိယပိုင်း70မိနစ်ရောက်မှာနီဘီယာလွန်ဆိုကဗီနီစီယားကိုလူစားလက်ခဲ့ရကနေဒရွန်လူဦးကြောင့်ပြင်းထန်တဲ့စကားချေတင်ပြောဆိုမှုတွေဖြစ်ပေါ်ခဲ့တာလို့သိရပါတယ်။လူစားလက်ခံရခြင်းမှာဗီနီစီယားကနီဘီယာရဲ့ဆုံးဖြတ်ချက်ပေါ်လုံးဝမကြည်မနက်ဖြစ်ခဲ့ပြီးကိုင်းနေမှာပဲဒေါသပေါက်ကွဲခဲ့ပါတယ်။ရုပ်သံမှတ်တမ်းထဲမှာဗီနီစီယားကနီဘီယာလွန်ဆိုကိုကျွန်တော်ကိုလူစားလက်ခဲ့တာလားကျွန်တော်ကိုလူစားလက်ခဲ့တာလားဆိုပြီးအော်ဟစ်မေးမြန်းခဲ့တာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပါတယ်။ကိုင်းနေကလမ်းလျှောက်ထွက်လာတဲ့အချိန်မှာလည်းဗီနီစီယားကအလွန်ဒေါသတကြီးဖြစ်ခဲ့ပြီးငါ့ကိုပဲလူစားလက်နေတာပဲဒီတင်းကကြီးထွက်တော့မယ်ဒီတင်းကငါထွက်လိုက်ကြပဲကောင်းမယ်လို့ပြင်းပြတဲ့အော်ဟစ်ပြောဆိုခဲ့ပါတယ်လို့သတင်းတွေကဖော်ပြနေပါတယ်။ အဲ့နောက်သူအဝေလကန်းလေးကိုတခါလေးဝင်ရောက်သွားခဲ့ပြီးနောက်ပိုင်းမှသာအရန်ခုံတိုင်းကိုပြန်လာထိုင်ခဲ့တာဖြစ်ပါတယ်။အခုဗီနီဆီယာနဲ့နှိစက်တဲ့တရင်အင်းမီတွေစီကနေထောက်ပေါ်လာတဲ့တရင်ရတော့ဗီနီဆီယာကနီပြလုံဆိုကသူ့ကိုလေးစားမှုမရှိပဲခဏခဏပြစ်မှတ်ထားလူစားလဲတယ်လို့ခန်းစားနေရတာကြောင့်သူတို့ရဲ့ဆက်ဆံရေးကပြန်လဲပြင်ဆင်မှုမလွယ်ကူတော့တဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။ဒီလိုဆက်ဆံရေးတင်းမမှုကြောင့်ဗီနီဆီယာကရီယယ်မရီတင်းနဲ့လမ်းခွဲဖို့အတွက်အခြေအနေတွေဖန်တီးလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဗီနီဆီယာကရီယယ်မရီတင်းတို့ဘွဲပေါင်း316ဘွဲကစားခဲ့ပြီးတရားတစ်ဆတ်ဂိုးတီသွင်းယူပေးထားတဲ့ရီယယ်မရီတင်းရဲ့တပိုင်းမှာရေးပါတဲ့ကစားမတူလည်းဖြစ်ပါတယ်။ ရမတီတင်းတဲ့လူချန်ပီယံဒီပလာ၂ချိန်ပါဝင်ကြီးမားတဲ့ဆူပလာအောင်မြင်မှုတွေများစွာရယူနိုင်ခဲ့တဲ့ကျယ်ပွင့်တူဦးဖြစ်ပေမဲ့အခုလိုပရိပစားတဲ့ကြောင့်သူ့ရဲ့ရက်တိမှုကမေကွန်းထုတ်စာဖြစ်လာခဲ့ပါတယ်။လက်ရှိမှာဗီနီစီယားဂျူနီယာကရမတီတင်းမှာတပတ်ကိုပေါင်၃သိန်းခွဲထိလာဆောင်ငွေရရှိနေပြီးလက်ရှိဈေးကွက်တန်းမှုကလည်းပေါင်တန်း၁၃၀ဝန်းကျင်ရှိနေပါတယ်။သူကရမတီတင်းတဲ့၂၀၂၉ခုနှစ်ဒီစာချုပ်ကြံရှိနေသေးတာကြောင့်ဒေါန်ရွှေကိစ္စကရီယပ်ဘက်ကလွယ်တကူလက်ခံလိမ့်မယ်လို့တော့မထင်ရပါဘူး။ဗီနီစီယားနဲ့နီးပြားလုံးဆိုးတို့ကအခုလိုမျိုးကွဲပြဲဇလံပေါ်ပေါက်လာတာကြောင့် ်ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေကအချိန်တွေကိုနီးကပ်စောင့်ကြည့်နေကြပြီးဒါမဲ့ဇန်နဝါရီပြောင်းရွှေ့ကာလမှာဗီနီရှက်ကိုခေါ်ယူဖို့အတွက်ကြီးမားတဲ့ငွေကြေးတွေအသုံးပြုပြီးဂျိုးပန်းသွားမဲ့အနေထားမှာရှိနေပါတယ်ဗီနီရှက်ရဲ့အကြီးတွေအသက်ရွယ်နဲ့တိုက်စစ်ပိုင်းဆွမ်းရည်တွေကိုကြည့်ရင်သူ့ကိုခေါ်ယူဖို့ဂျိုးစားမဲ့ထိပ်တန်းကလပ်တွေများစွာရှိနေတာကြောင့်ရီယယ်မနီတီးရဲ့ဆုံးဖြတ်ချက်နဲ့ဗီနီရှက်ရဲ့နောက်ဆုံးရွေးချယ်မှုကဘလုံးလောကမှာကြီးကြပ်စိတ်ဝင်စားစရာဖြစ်လာနေပါတယ်